မင်္ဂလာပါ2025ခုနှစ်ဇွန်လ18ရက်အတွက်အမရီပင်ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တော်အောင်ဆန်းစုကြည်နဲ့တမရဝင်းမြင့်တို့ရဲ့တရားခွင် CCTV မှတ်တမ်းဂါရီးယားသတင်းဌာနမှပေါ်ပြရတဲ့ဆိုတဲ့သတင်း။ဦးသက်ထန်စွာရွာသွန်းမှုကြောင့်ပုံနာကျွတ်မှုတွေကဆစ်ဆောင်အင်အားစု200ကျော်ရင်းနှီးမြှုပ်တယ်ဆိုတဲ့သတင်းနဲ့မိတောင်ပောက်ွဲမှုကြောင့်ပါလီကလေးခီးစင်တွေဖျက်သိမ်းနေဆိုတဲ့သတင်းတွေနဲ့အခြားထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်တိုင်းနိုင်ငံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့တမရအဝင်းမြင့်တို့တရားခွင်မှာအမှုရင်ဆိုင်ရတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့အခြားမှတ်တမ်းတချို့ပေါ်ကြားလာမှုကိုကာရီးယားသတင်းဌာနကဖော်ပြလိုက်ပါတယ်။ပေါ်ကြားလာတဲ့ဒီဗီဒီယိုနဲ့မှတ်တမ်းတွေမှာသူမရဲ့ထောင်ထဲနေစဉ်နေထိုင်မှုကိုရှင်းရှင်းပပမြင်တွေ့ရတာလည်းဖြစ်ပါတယ်။ CCTV မှတ်တမ်းရဲ့အရှိပိုင်းမှာ2022ခုနှစ်အောက်တိုဘာ22ရက်နေ့ကပုံရိပ်တီကိုမြင်တွေ့ရပြီးနောက်ပိုင်းမှာတော့2022ခုနှစ်ဒီဇင်ဘာ12ရက်နေ့ကပုံရိပ်တီကိုတွေ့ရပါတယ်။ဗီဒီယိုထဲမှာမြင်တွေ့ရတာကတော့တော်တော်ဆန်းစုကြည်နဲ့သမ္မတအဝင်မင်းတို့တရားခွင်မှာအမှုရင်ဆိုင်နေတဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက်လူသားချင်းစာနာမှုကူညီဒေါ်လာတန်တရာကူညီဖို့အာရှဖွံ့ဖြိုးရေးဘဏ် ADB ဒီဖြူဆိုတဲ့တဲ့င်ကိုတင်ဆက်ပြီးသွားပါမယ်။မြန်မာနိုင်ငံကိုလူသားချင်းစာနာမှုကူညီဖြင့်အာရှဖွံ့ဖြိုးရေးရန်ပုံငွေ ADF ကနေ American Dollar တန်တရာတန်ဖိုးရှိတဲ့အကူအညီတွေကိုပေးဖို့တီးပြုတ်လိုက်တယ်လို့အာရှဖွံ့ဖြိုးရေးဘဏ် ADB ကဇန်လ18ရက်နေ့ကတင်ထုတ်ပြန်ပါတယ်။ဒီကူညီဟာမတ်လ28ရက်နေ့ကလွတ်ခတ်ခဲ့တဲ့အင်အားပြည့်ငလင်းပြီးအရေးပေါ်ကိစ္စရေးအတွက်ပေးအပ်ခဲ့တဲ့ American Dollar 3000ပြီးနောက်ထပ်တစ်ဆင့်ဖြစ်တယ်လို့ဆိုပါတယ်။ ဒီဒေါ်လာတန်းတရာ package အကူအညီဟာမြန်မာပြည်သူတွေအတွက် PDB ကပေးအပ်ခဲ့မှုတဲ့အကူအညီရဲ့ကအကြီးမားဆုံးထောက်ပံ့ဖြစ်ပြီးစားတောက်၊ရေ၊မိုးကနဲ့စေဝါကူတာမှုတွေကိုရေးပေါ်လိုအပ်နေတဲ့မိသားစုတွေထိပေးပို့သွားမှာဖြစ်လို့ရေရှည်စားဝတ်နေရေး၊လုပ်ကိုင်းနဲ့ရက်ရွာတွေရဲ့ပြန်လည်နလန်ထူနိုင်ဖို့အတွက်လည်းထောက်ပံ့ပေးသွားမှာပါလို့ PDB ဥက္ကဋ္ဌမဆာတိုကန္တာကပြောဆိုပါတယ်မြန်မာနိုင်ငံမှာမတ်လငလင်မလုတ်ခတ်မီကလူသားချင်းစာနာမှုထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်နေသူပါ။ ၄တက်သမ၃တန်းရှိရလို့ကုလသမဂ္ဂကခန့်မှန်းထားခဲ့ပြီးငလင်လုတ်ခတ်ပြီးချိန်မှာတော့ကုညီလိုအပ်သူပေါင်း၆တက်သမ၃တန်းထိမြင့်တက်လာခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ကုညီထောက်ပံ့မှုတွေကိုကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၊ကုလသမဂ္ဂကလေးသမဂ္ဂများရန်ကုန်ဝင်နဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်တို့ကတစ်ဆင့်ပေးအပ်သွားမှာဖြစ်ပြီးဒေသတွင်ဖွဲ့စည်းရေးနဲ့လည်းပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ကျန်းခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်အတွင်းမှာမိုးသည်တန်စွာရွာသွန်းပြီးတောင်ကျ၏စီစဉ်မှုကြောင့်စစ်ပေးရှောင်အိမ်တော်စု200ကျော်ရင်းနှင်းမြုပ်ပြီးအရေးပေါ်ကူညီမှုတွေလိုအပ်နေတယ်လို့သိရပါတယ်။လက်ရှိချိန်မှာခါလောက်ထိရင်းနှင်းမြုပ်နေတဲ့အတွက်စားရေးတောက်ရင်းနဲ့နေထိုင်ရာအခက်အခဲတွေဖြစ်နေပြီးအကူအညီလိုအပ်နေတယ်လို့ပုံနာကျွန်းလူငယ်များအစည်းအရုံး PYA ကယနေ့ဇွန်လ18ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဘယ်ဒီဆက်ပြီးကြဆက်ပြီးတော့ဒီအခုညလိုရနေဆိုတော့ဒီမှာမနိုင်တိုက်ပါပဲလေဒီခါသားဖို့နေရာတော့မရှိပါနဲ့ခါခဲ့ပါပဲဒီသူကညာတော့အိပ်ပြီးတော့မှဒီနည်းနည်းဟောဖတ်ရပါဘူးဒီဒီအချို့ဟိုရီမိုလိုက်ရနေရာဒီမှာလည်းအားလုံးဆိုလို့ဆွဲလို့ဖိုင်လိုက်ရပါပဲဒီမိုကရီကနာဒီတောက်ကြရီပရမုန်ကဒီပဲဒီလမ်းမမုန်ခိုင်းတော့ဖိုင်ပါပဲဇလား15ရက်ကစပြီးမိုးသေးတံကရွာနေတဲ့အတွက် ဒီနေ့ဇွန်18မနက်ပိုင်းမှာပုံနာကျွတ်မှုနယ်အတွင်းကမြင်းနေပိုင်းနေရာတွင်နဲ့ကာလာပိုင်းအချို့ဂျင်းနစ်မြောက်တွေဖြစ်ပေါ်နေရလို့သိရပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာလီယိုတိုဘီလာကီလာကီမိတောင်ပောက်ကွေးမှုကြောင့်ပါလီပန်းဖြေချုံကိုလာတဲ့လေရင်ခီးစဉ်အများပြားဖျက်သိမ်းခဲ့ပြီးမြစ်စာတန်ကာရာပြည်နယ်ကလေဆိပ်ကူလည်းပိတ်သိမ်းထားလိုက်ပြီလို့သိရပါတယ်။ မီတောင်ဟာမနေ့ကညနေပိုင်းမှာစတင်ပောက်ခွဲခဲ့တာဖြစ်ပြီးကောင်းငင်ကိုမီတောင်ပြားရဲ့အမြင့်7ကီလိုမီတာတိမှုတ်ထုတ်ခဲ့တဲ့အတွက်ဒေသအာဏာပိုင်တွေကအမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့မနက်မှာလည်းထပ်မံပောက်ခွဲခဲ့ပြီးပြားရီလစ်ဆင်ခဲ့တယ်လို့အင်ဒိုနီးရှားမီတောင်အေဂျင်စီကထုတ်ပြန်ထားပါတယ်။မီတောင်ပောက်ခွဲမှုကြောင့်အိန္ဒိယ၊စင်ကာပူနဲ့ဩစတြေးလျကနေဘာလီကိုလာမဲ့နိုင်ငံတကာလေကြောင်းခီးစဉ်များပြားဖြတ်သိမ်းခဲ့တယ်လို့ဘာလီ BBC ဆိုင်ရာလေဆိပ်ဝက်ဆိုက်မှာဖော်ပြထားပါတယ်။ Pharma Briefing ရဲ့ညနေပိုင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။